ကာရေဘီယံညာအခုဆိုရင်တော့အခြေအနေတော်တော်လေးတင်းမာနေပြီလို့ဆိုရမှာပါပဲ။ American ရေတက်တဲ့လေတက်ကတိုက်လေရင်တွေကကာရေဘီယံကိုဖျက်ပြီးတော့အော်ဟစ်ပြန်တန်းနေကြတာကိုတွေ့ရပါတယ်။ဘယ်အချိန်မဆိုစစ်ပွဲစတင်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒီတော်တွင်းမှာပဲ Venezuela လေတက်ကအရေးပေါ်အဆင့်ကိုရောက်သွားပါပြီ။ဒီအခြေအနေတွေက Tamara Tran နဲ့ Maduro တို့ဖုန်းပြောခဲ့ပြီးတဲ့နောက်ဖြစ်လာတာပါ။ Tamara Tran က Maduro ကိုရာဒူကနေထွက်ခွာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့် American ကဒီ ဒေတာကိုစစ်အင်အားနဲ့အွန်လိုင်းကျင်းလိုက်ဝင်တော့မလားဘလို့သဘောတူညီချက်မျိုးတွေဘလို့အခင်းကျင်းတွေ ဖြစ်လာမလဲဆိုတာကိုကမ္ဘာတစ်ခုလုံးကစောင့်ကြည့်နေကြတာပါဗီနီဇွဲလာလီတက်ကလည်းအရေးပေါ်အဆင့်အပြည့်နဲ့အသည့်အနေချားကိုရောက်နေပါပြီပြီးခဲ့တဲ့ရက်သတ္တပတ်ကဗီနီဇွဲလာရဲ့လေတက်အထိမ်းအမှတ်နေ့မှာစီးပြပွဲကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်အဲဒီမှာဗီနီဇွဲလာရဲ့ SU30S နဲ့ F16S လေယာဉ်တွေကိုခန်းအားကြီးကျယ်စွာထုတ်ဖော်ပြသပြီးတော့ ဗင်နီဇွဲလာအတွက်အင်အားပြခဲ့ကြပါတယ်။သူတို့ကငါတို့အစ်စ်မဲလို့ပြောနေတယ်လို့ပါပဲ။အရီစီရေးပြပွဲအပီရက်အနေနဲ့အကြမှာတမ်ရထရန်ကမာဒူရိုနဲ့ဖုန်းပြောခဲ့ပြီးတော့အချိန်တွေမစိုးခင်အိတ်တီထုတ်ပြီးထွက်ပြေးလိုက်ပါလို့တိုက်ရိုက်ပြောခဲ့ပါတယ်။ကြားသိရတာကတော့တမ်ရထရန်ကမာဒူရိုနဲ့သူမိသားစုကိုဘေကင်းလုံကြုံနဲ့လမ်းကြောင်းကမ်းလှမ်းခဲ့ပါတယ်။ဒါမှမဟုတ်ရင်တော့အပြစ်ပေးခံရမှာပဲလို့ပြောခဲ့တယ်ဆိုတာပါပဲ။ပြောရရင်နောက်ဆုံးအဆုံးအဖြတ်သတိပေးချက်ပေးလိုက်တာဖြစ်ပါတယ်။ ်ဒါပေမဲ့အခုခြေတော်မြင်နေရတာက ီနီဇွဲလာဘက်ကပို့ပြီးတော့ပြင်းထန်တဲ့ကင်းလဲမှုတွေလှုပ်လာတာပါပဲ။ဂန်ယိုရန်တရှောက်အတက်အစင်းလုံးနေကြတဲ့ GPS ဂျန်မာပစ္စည်းတွေအများကြီးထပ်မံတက်ဆင်အသုံးပြုလာနေပါတယ်။ဒီအချိန်တွေမှာအမေရိကန်ရဲ့တိုက်ခိုက်မှုဟာဘယ်အချိန်မှစိုးနိုင်ပိုင်းအတွင်ဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ကြားနေရတာကြောင့်အားလုံးဒီအချက်လက်တွေကိုသတိထားမိနေဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ဒီပြည်ပခဘယ်တော့ဆမယ်ဆိုတာခြေတွေမသိနိုင်ပါဘူး။လက်ရှိမှာခြေတွေကအမေရိကန်ရေတပ်ရဲ့စစ်သင်္ဘောအင်အားစစ်စစ်နဲ့ ဲ့ American Leader ရဲ့လေကြောင်းအင်အားစစ်စစ်တွေကိုမျက်ဝါးထင်ထင်မြင်နေရပါတယ်။ Marine တပ်ဖွဲ့တောင်ပါဝင်နေတယ်ဆိုတော့ဒီပရိဘက်ကအချိန်နဲ့တပြေးညီဖြစ်ပွားလာနိုင်တဲ့အန်ဒီယေကကြီးမားနေတာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တို့ကို ဒီအချိန်အခါကိုပြောပြချင်တာဖြစ်ပါတယ်။တရုတ်သမ္မတရှီနဲ့ထရမ်နိုရဲ့ဖုန်းခေါ်ဆိုမှုအပြီးအခုလိုမျိုးချိန်မှာပဲဗင်နီဇွဲလာလီဒါကဘာကြောင့်ရုတ်တရက်အရေးပေါ်အဆင့်ကိုရှောက်သွားရတာလဲ။ပြီးတော့ဒီအပြောင်းလဲကနေဘလို့တယောက်မှုတွေရှိလာနိုင်မလဲ။လာမယ့်ရက်သတ္တပတ်တွေအတွင်းဘလို့ပြင်းထန်တဲ့လေကြောင်းတိုက်ပွဲတွေကိုစတို့အမြင်ရနိုင်မလဲဆိုတာဆွေးနွေးကြည့်ရအောင်ပါရှင်။အရင်ဆုံးဗင်နီဇွဲလာရဲ့စည်ရေးပြပွဲတွေကအဓိကခြေဝင်းတွေအကြောင်းစပြောရအောင်ပါ။အခုအရေးပေါ်အဆင့်မှာရှိနေတဲ့အဲ့ဒီလေရင်တွေကတော့ရုရှား ာထုတ် SU30 MK2 ပါဒါကဗင်နီဇွဲလာရဲ့အမာဂန်လေယာဉ်ဖြစ်ပြီးတော့ American ရဲ့ FA18 တွေကိုတိုက်ခိုက်ဖို့အတွက်သူတို့အားထားရတဲ့လေယာဉ်ဖြစ်ပါတယ် သူတို့တို့တို့ဒါဟာသူတို့ရဲ့တားရဲကြီးလိုပါပဲ။နှစ်ထောင်ပြည့်နှစ်အစောပိုင်းကတည်းကသူတို့ရဲ့အဓိကတိုက်လေရင်ဖြစ်ခဲ့ပြီးတော့အင်ဂျင်နှလုံးတက်အမျိုးအစားဖြစ်ပါတယ်။ဒီလေရင်ကိုစီဖို့တင်ဆောင်နိုင်ဖို့လေရင်အဟောင်းတွေထက်ပိုရှည်အောင်ဆွဲဆန့်ထားတာဖြစ်ပြီးတော့မြန်နှုံးမြင့်မောင်းနေနိုင်စွမ်းလည်းရှိပါတယ်။ဗီနီဇွဲလာမှာရှိတဲ့လေရင်တွေမှာအစွမ်းကုန်တွန်းကန်အာနီပညာမပါဝင်ပေမဲ့သူတို့ကတော့လှုပ်ရှားမှုကောင်းမွန်နေသေးပါ။ဒါဝရုရှားရဲ့ F15C version လို့မှတ်ယူနိုင်ပါတယ်။ဒီ SU30 က corporal maneuver လို့ခေါ်တဲ့လေချိန်မှာခနာတာရက်တန့်သွားနိုင်တဲ့လှုပ်ရှားမှုတောင်လုံးနိုင်စွမ်းရှိပါတယ်။ဆိုရင်ဘေးစက်နေနဲ့ AL31FB turbo ban engine နှစ်ခုကိုအသုံးပြုထားပြီးတော့တလုံးချင်းစီကပေါင်2000လောက်တွန်းအားပေးနိုင်တဲ့အတွက်လေရင်ကို March 2တော့မဟုတ်ဇန်နဝါရီမိုင်1500နီးပါးရအောင်ပြန်တန်းနိုင်စေပါတယ်။ဒီ SU30 ဂျက်လေရင်ကတမနစ်ကိုပေပေါင်6200အထိတက်နိုင်ပြီးတော့ပင်လယ်ပြင်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက်ပြုပြင်တန်းစ ဆင်နိုင်တယ်လို့ American ရဲ့ F18 နဲ့ F35 တွေအပေါ် jam လုံးနိုင်ပါတယ်ဒီ SU30 ကခန္ဓာရည်ရှိအောင်တိစောက်ထားတဲ့လေယာဉ်မှာရုရှားဆိုဗီယက်ခေတ်က တင်ကားလေရင်လို့တောင်ပြောနိုင် ပါတယ်။ဒါကြောင့်ဗီနီဇွဲလာလေတဲ့ကအရေးပေါ်အဆင့်မှာရှိနေတဲ့အတွက်အမေရိကန်ရေတဲ့အတွက်လွယ်ကူတဲ့နေမဖြစ်လာပါဘူး။အမေရိကန်ရေတဲ့ကတော့အသင့်ဖြစ်နေပါပြီ။ US Force Super လေရင်တင်သင်မောဘော်က Ready Rooms တွေမှာ SU-30 နဲ့ထိတိုက်တွေ့ရင်ဘာတွေရင်ဆိုင်ရမလဲဆိုတာကိုလေရင်မှုတွေသေချာလေ့လာနေကြရလို့အမခံနိုင်ပါတယ်။ နောက်ထပ်အရေးပါတဲ့လေယာဉ်ကတော့ F16A Fighting Falcon ဖြစ်ပါတယ်။ဒါကဗင်နီဇွဲလားပိုင်ဆိုင်တဲ့ American ကံတဝင်လေယာဉ်ဖြစ်ပြီးတော့ အခုအရေးပေါ်အဆင့်မှာရှိနေပါတယ်။ F100 engine တစ်လုံးတက်ဖြစ်ပြီးတော့ပေါင်15000လောက်တွန်းအားပေးနိုင်တာက March 2အထိရောက်နိုင်ပါတယ်။ဒါကြောင့် American ရေတပ်နဲ့လေတပ်အနေနဲ့ March အဆင့်ပြန်တန်းနိုင်တဲ့လေယာဉ်တွေကိုရင်ဆိုင်ရတော့မှာပါ။ဒီအချိန်တွေက B52 လို့ပုံကျဲလေယာဉ်ပြန်တန်းမှုတွေကအလွန်ထိခိုက်လွယ်တယ်ဆိုတဲ့သဘောပါ။ဒါကြောင့် B52 နဲ့အတူအဆောင်လျှောက်လေယာဉ်အများဟန်ပါနေဖို့လိုအပ်ပါတယ်။အထူးသဖြင့် Venezuela လေတပ်ကအရေးပေါ်အဆင့်မှာရှိနေတာအကြောင်းပါ။ဒီအချိန်တွေမှာလေ တပ်တစ်ခုတည်းမဟုတ်ပါဘူးဗီနီဇွဲလားသမရမာဂျူရိုကစစ်တပ်တစ်ခုလုံးကိုအရေးပေါ်အဆင့်ထားရှိပြီးတော့တပ်တွေကိုပြန်ခေါ်နေပါတယ်ဒါပါလို့ဆိုလိုတာလေမာဂျူရိုကသူနိုင်ငံကနေတကယ်ထွက်ခွာဖို့စီစဉ်ထားရင်သူအတွက်အလိုရှိတာပိုရဖို့ဈေးစစ်နိုင်တဲ့အနေအထားရကြံလို့လားဒါမှမဟုတ်အချိန်နေအရန်ဆိုးဝါးလာပြီလို့ယူဆပြီးတော့အ мян ထွက်သွားဖို့ဆုံးဖြတ်လိုက်တာလားဒါမှမဟုတ်သူတကယ်ပဲ American ရေတပ်နဲ့လေတပ်ကိုရင်ဆိုင်ကြတာလားခြေတို့ဆက်လက်စောင့်ကြည့်ရပါမယ် ဘာပဲဖြစ်ဖြစ်ဒီလိုရက်ကအမေရိကန်ရဲ့တိုက်ခိုက်မှုဟာဘယ်အချိန်မှဆိုဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေကိုအတည်ပြုပေးလိုက်သလိုပါပဲ။ဗင်နီဇယ်လားလီတက်မှာရှိတဲ့တိုက်လေယာဉ်တွေက F-16 Fighting Wing Falcon ကသူတို့ရဲ့ကင်းလေချိန်တိုးတောင်းတဲ့လေယာဉ်အတွက်ပို့ပြီးတော့တင့်တော်ပါရယ်။ဗင်နီဇယ်လားမှာလေယာဉ်လောင်စာဆီဖြစ်ဖို့စွမ်းရည်မရှိပါဘူး။ဒါကြောင့် F-16 ကကင်းလေမှုတိုးတောင်းပြီးတော့ SU30 ကတော့ပုံမဝင်နေတဲ့အကွာအဝေးဒါမှမဟုတ်ပိုချာအောင်ပြန်တန်းနိုင်ပါရယ်။ ဒါပေမဲ့ F16 ကအင်ဂျင်တစ်လုံးနဲ့ဖြစ်ပြီးတော့ပြုပြင်ထိန်းသိမ်းမှုနဲ့ဒါကြောင့်အရေးပေါ်အမြန်ထွက်ခွာဖို့အတွက်ပိုကောင်းနိုင်ပါတယ်ရုရှားကအခုအချိန်မှာအစိပ်အပိုင်းတွေပို့ပေးနေပြီးတော့ဗင်နီဆွေးလားကိုအသာစီးရအောင်ကူညီဖို့သူတို့ရဲ့လေယာဉ်မှုတွေကြောင့် SU-30 တွေကိုမောင်းနှင်ပေးနိုင်နေပါတယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်ဒီလေယာဉ်နှမျိုးစလုံးကနည်းနည်းတော့အိုမင်းနေပေမဲ့ဗင်နီဆွေးလားမှာ SU-30 စနစီးကနေ20လောက် F-16 20လောက်ရှိပြီးတော့တန်ဖိုးမြင့်ပြင်မဲ့ ်တွေကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဗီနီဇယ်လားလေတံမိုးတွေက B52 AWACS လိုမျိုးတံမိုးမြင့်ပြတ်တွေကိုပြတ်ထားကြင်ကြမှာပါ SU30 ဒါမှမဟုတ် F16 ကနေသင်္ဘောဖြတ်လက်နက်ကိုပြတ်လွတ်ချင်ကြမှာပါ SU30 တွေကသင်္ဘောဖြတ်လက်နက်တွေတင်ဆောင်ထားတဲ့ဗီဒီယိုတွေမြင်ခဲ့ရပါတယ် USS4 လို Super Legion တင်သင်္ဘောကိုပြတ်ထားပြီးတော့ ြစ်ချင်တာကသူတို့ရဲ့အိမ်မက်ဖြစ်ပါလိမ့်မယ်။လက်နဲ့တက်ဆင်မှုအကြောင်းပြောရမယ်ဆိုရင်တော့ SU30MK2 က L2 Air ရော L2 Ground ရောတိုက်ခိုက်မှု၂မျိုးလုံးအတွက်လက်နဲ့တက်ဆင်နိုင်ပါတယ်။ သူတို့မှာ R77 guided radar missile ဒုံးကျည်ရှိပြီးတော့ဒါဝရင်ပိုင်း60ကျော်ကနေပြစ်လွတ်နိုင်ပါတယ်။ဒါက B52 ကံရိုးတဲ့ရှောင်းမှာရှိနေရင်အလွန်လင်းမြန်စွာပြစ်လွတ်နိုင်တယ်လို့ဆိုလိုတာပါ။သူတို့ကအမြင့်ပေကိုအရင်တက်ချင်ကြမှာဖြစ်ပေမဲ့ radar ရေရှောင်းရှားနိုင်ဖို့မြေပြင်နဲ့ B90 အကွာမှာနှိမ့်ချပြီးတော့ပြန်တန်းနိုင်ပါတယ်။ပြီးတော့မှ R77 ကိုပြစ်လွတ်နိုင်ပါတယ်။ဒါက B52 တွေအထူးသတိထားရမယ့်အရာပါ။ဒါကြောင့်လဲ E2D ဟာခွေ လိုစောင်းကြည့်လေရင်ကို B52 နဲ့ F18 တို့နဲ့အတူပြန်တန်းစီတာဖြစ်နိုင်ပါတယ်။ ဒါအပြင် AA12 Elder လို့ခေါ်တဲ့အလီအောက်ရောင်ကြီးနဲ့လမ်းညွန်တဲ့ဒုံးကြီးလည်းရှိပါတယ် SU30 တွေနဲ့ .5 ဖြစ်တဲ့အခါ FA18 လေယာဉ်မှုတွေက after burner ကိုပိတ်ထားဖို့မမေ့သင့်ပါဘူး after burner ကနေပြီးတော့ထွက်လာတဲ့အပူကြောင့်အလီအောက်ရောင်ကြီးဒုံးကြီးကပြက်မှတ်ကိုအလွယ်တကူခြေရာခံနိုင်ပါတယ်ဒါဟာလေယာဉ်ရဲ့အရှိမျက်နှာစာမဟုတ်ဘဲတခြားတစ်ဖက်ကိုပါလှည့်ပြီးတော့ပြစ်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဒါပေမဲ့ ကျွန်တော်တို့အထူးဂရုစိုက်ရမယ့်အရာတစ်ခုရှိပါတယ်။အဲဒါကတော့ KH31 သင်းမောဖြတ်တုံးကြီးပါပဲ။ ဒါဟာအတန်ထက်မြင့်တဲ့ဒုံးကျည်ဖြစ်ပြီးတော့ SU30 တွေထည့်ဆောင်ထားတာကိုမြင်တွေ့ခဲ့ရပါတယ်။ဂျာဟိုဂျီမိုင်း100ကျော်ကနေပြစ်လွတ်နိုင်ပြီးတော့ active radar ကိုအသုံးပြုပြီးတော့လေယာဉ်တင်သင်းမောဓာတ်မဟုတ်အဆောင့်သင်းမောတွေကိုတိုက်ခိုက်နိုင်ပါတယ်။ကိုပိုင်လမ်းညွန်စနစ် autonomous guidance လည်းရှိပါတယ်။ရုရှားကသူတို့ရဲ့ဒီစနစ်တွေကို update လုပ်ဖို့ကူညီနေပါတယ်။ F16 ကိုတော့ A9 ဒုံးကျည်တွေနဲ့အတူကင်းလက်လေယာဉ်အဖြစ်ပို့ပြီးတော့သုံးပါလိမ့်မယ်။ R77 စွမ်းရည်လည်း ည်းပါနိုင်ပါတယ်။မြန်နိုင်တဲ့အကွာအဝေးထက်ကျော်တဲ့တိုက်ခိုက်မှုအတွက်ဆိုရင်တော့သူတို့က SU-30 တွေကိုအားကိုးပါလိမ့်မယ်။ဒါပေမဲ့လေယာဉ်တင်သင်းမောစစ်စင်ရေးအုပ်စုကြောင့်အမေရိကန်ရဲ့လေကြောင်းစွမ်းအားဟာဗင်နီဇွဲလားလေကြောင်းစွမ်းအားထက်အလွန်အဆပေါင်းများစွာတာလွန်နေပါတယ်။ American မှာ F-18 Super harness လို့စတုတ္ထမျိုးဆက်ဇက်လီယင်တွေရှိနေပါတယ်။ဒါရီယာအင်ဂျင်နှလုံးတက်မျက်နှုံးမြင့်သားရဲကောင်တွေဖြစ်ပြီးတော့တနာယီမိုင်1600အထိပြန်တန်းနိုင်ပြီးတော့ AIM 120 AMA AMRAAM လို့ဒုံးကြီးတွေတက်ဆင်ထားတာဖြစ်ပါတယ်။ဒါရီယာဆိုရင်တော့မာဒူရိုပိုင်ဆိုင်တဲ့ဘယ်ဒုံးကြီးထက်မဆိုပိုဝဝေးကနေပြစ်နိုင်တဲ့ Active Radar Missile ပါ။ဒါပေမဲ့မာဒူရိုအတွက်တကယ်ကိုအိမ်မက်ဆိုးဖြစ်စေမဲ့အရာသူကောင်းကောင်းသိထားမဲ့အရာကတော့ F-35 Lightning II လို့လေ့ရင်နေပဲဖြစ်ပါတယ်။လက်ရှိ Puerto Rico ဖြူတူရီရီကော်မှာချထားတဲ့ marine တပ်ဖွဲ့ကနေပြီးတော့ မောင်းတွင်နေတာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့ Puerto Rico ကို Marine တပ်ဖွဲ့ကမောင်းနေနေတာအသေးစားပဲဖြစ်တယ်။ Florida မှာအခြေဆိုင်တဲ့ Leader by F35 တွေလည်းရှိပါတယ်။ဒါရီက APG 81 Raider စနစ်ပါဝင်တဲ့ engine တလုံးတက် state jellyin တွေဖြစ်ပြီးတော့စစ်နေပြည်မှာဖြစ်ပျက်နေတာအလုံးကိုအချိန်နဲ့တပြေးညီမြင်နေရတဲ့အစွမ်းရှိပါတယ်။ပုံခွဲစရာမရှိပါဘူး။မြေပြင်မှာဝေဟင်ဖြစ်ဒုံးကျည်စနစ်တွေ SAMS ကိုပါမြင်နိုင်ပါတယ်။ဒါကြောင့် Moderine နဲ့သူ့ရဲ့ခံတက်ကိုကာကွယ်ဖို့မြ мян ဆဆမလုံးနိုင်ပါဘူး။ Venezuela လေတက်ကအရေးပေါ်အဆင့်ရောက်နေတာကြောင့် American ကပူပေါင်းတိုက်ခိုက်ရေးစနစ်ကိုအမြင့်ဆုံးအဆင့်မှာဖြန့်ကျက်ဖို့လိုအပ်နေပါပြီ။ American အနေနဲ့ကတော့ဂျယ်လီရင်တွေ၊သင်းမောတွေ၊ Aegis စနစ်တွေလိုသူ့ရဲ့ကိုယ်ရဲ့အားလုံးကိုချိတ်ဆက်ပြီးတော့အချက်လက်တွေကိုတပ်ဖွဲ့တစ်ခုလုံး၊လေတက်တစ်ခုလုံးမှာအချိန်နဲ့တပြေးညီ real time မှာမျှဝေဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့အချိန်တိုင်းဘာတွေဖြစ်နေလဲဆိုတာကိုအမိန်ပေးရေးစခန်းအနေသိရှိဖို့လိုအပ်လို့ပါပဲဥပမာအားဖြင့်ဗင်နီဇွဲလာတွေကတောင်ကြားတွေကရွှေဝက်လေရင်ပြေးလန်းပေါ်က SU 33ဒဇင်ရုတ်တရက်ထွက်လာပြီးတော့ B52 ဒါမှမဟုတ် RC135 လို့ထောင်လိုင်းလေရင်ပြန်တန်းနေတဲ့အချိန် F35 ကအဝေးမှာရှိနေမယ်ဆိုရင်ဒါဟာကြီးမားတဲ့ BND ရဲ့ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်ဒီလိုရုတ်တရက်ချင်းချောင်းမှုကိုလေးထားပြီးတော့ကာကွယ်ဖို့လိုပါတယ်။ ကျွန်တော်အရင်ကအရေးမပြောခဲ့တဲ့အရာတစ်ခုက E2T Hakuri စောင့်ကြည့်လေရင်မှအဲ့ဒီလေရင်က FA18 နေနဲ့ပူးပေါင်းလိုက်တဲ့အခါဗီနီဇွဲလားမရှင်နိုင်တဲ့အသာစီးအနေအထားကိုရရှိစေပါတယ်။အဲ့ဒီလေရင်မှာ ASA radar လို့ကြီးမားတဲ့ radar တွေရှိပါတယ်။ F35 9ဆင်း6ဆင်းလောက်ကိုအပေါ်ကနေထိန်းချုပ်ညွန်ကြားနိုင်တယ်လို့တွေးကြည့်ပါဒါကအဓိကထိန်းချုပ်မှုဖြစ်တဲ့ဗီနီဇွဲလားရဲ့ S300 ဒုံးကျည်စနစ်ကိုရင်ဆိုင်ဖို့အရေးကြီးပါတယ် ဗင်နီဇူလာလီတက်က F16 နဲ့ SU30 ကိုပဲပြင်ဆင်နေတာမဟုတ်ပါဘူး။ရုရှားထုတ် S300 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တွေလည်းအရေးပေါ်အဆင့်မှာရှိနေပါတယ်။ဒီ S300 ဟာဆိုရင်တော့အမေရိကန်ရဲ့တံမိုမြင့်ပြမှတ်တွေကိုတကယ်တမ်းချိန်ချောင်းနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒါကြောင့်သမရထရန့်အစိုးရကအစောပိုင်းမှာလေပိုင်နက်တွေကိုပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။အရက်ဖက်လေယာဉ်တွေကစစ်ဖက်ချက်လေယာဉ်နဲ့မာယွန်းပြီးတော့ S300 နဲ့ပြချခံရမှာမလို့လားလို့ပါ။ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဒီလိုဖြစ်ရမျိုးကအလွန်ကြေကွင်းစရာကောင်းပြီးတော့ပရိဘခါကို NDA ရှိတဲ့အဆင့်တစ်ခုအထိရောက်သွားစေမှာဒေတာပါရယ်။ American လေကြောင်းစွန်းအားမှာ MQ9 Ripper လို့တိုက်ခိုက်ရေး drone တွေကလည်းအထူးကပါဝင်လာပါလိမ့်မယ်။ RQ4 လို့စွန့်ရင်မြင့်ထောင်လိုင်းရေး drone တွေလည်းရှိပါရယ်။ဒါကမာဂျူရိုမသိခင်မှာတင်ဘာတွေဖြစ်နေလဲဆိုတာကိုသိရှိနိုင်ပြီးတော့ American ဘက်ကအသာစီးရသွားစေမှာပါ။ဒီ drone တွေအားလုံးကို F35 Stealth ဂျက်လင်ယာဉ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ American ရဲ့ RC-135 နဲ့ B-52 တွေလို Venezuela လေတဲ့ရန်ကနေပြီးတော့ကာကွယ်နိုင်ပြီဖြစ်ပါတယ်။အခုဆိုရင်တော့ခြေထရိုးကအခြေအနေကိုဘယ်လိုဖြစ်လာနိုင်မလဲဆိုရဲဖြစ်နိုင်ခြေတွေကိုစဉ်းစားကြည့်ရအောင်ပါရှင်ပထမဆုံးဖြစ်နိုင်ခြေတစ်ခုကသမရမာဒူရိုကအမေရိကန်သမရထရန့်ရဲ့သတိပေးစကားကိုလုံးဝလက်မခံဘူးလို့ပြောပြီးတော့နောက်တနေ့မှာပဲအမေရိကန်ရေတပ်ရဲ့ PH ဖိုစီဒွန်စ်လို့ခေါ်တဲ့ပင်လယ်ပြင်ကင်းလက်အချက်လီယင်တွေကဗီနီဇွဲလာကဲယူရန်ကို လာရောက်လာရောက်ပြီးတော့ထောက်လန်းနိုင်ပါတယ်။ဒါကိုမာဒူရိုကသူ့ကိုစော်ကားရည်လိုယူဆပြီးဒေါသထွက်ပြီးသူ့ရဲ့ SU-30 တိုက်လေယာဉ်တွေကို LAR or Killer စခန်းကနေပြီးတော့အရေးပေါ်ပြန်တန်းဖို့အမိန့်ပေးလိုက်မှာပါ။ R-77 ဒုံးကြီးတွေတပ်ဆင်ထားတဲ့ SU-30 တိုက်လေယာဉ်၄စင်းကအမြင့်ပေ2500ကနေရေမိုင်90အကွာက P-8 လေယာဉ်ကိုရေဒါနဲ့ဖမ်းမိလိုက်နိုင်ပါတယ်။ SU 的 Jerry 讲。 ဂျုံကြီးတွေကိုပြစ်လို့လိုက်ပြီးတော့ PA ကိုဥတီသွားပေမဲ့ဒီ PA လေယာဉ်ကိုကာကွယ်ပေးနေတဲ့ Aspel လို့ခေါ်တဲ့ American ရဲ့အထူးထောက်လှမ်းရေး drone ကပို့ပြီးတော့မြန်နေပါတယ်ဒီ drone က SU-30 ရဲ့ radar ကိုပြတ်မှတ်မဖမ်းမိအောင် jam လုပ်လိုက်ပါတယ်ဆိုလိုတာကတော့ R-77 ဂျုံကြီးတွေရဲ့လမ်းညွှန်မှုစနစ်ကိုပိတ်ပစ်လိုက်တာပါပဲ Aspel drone က SU-30 လေးစင်းရဲ့ radar တွေကိုအတက်နိုင်ဆုံးအင်အားပြင်းပြင်းနဲ့ jam လုပ်နိုင်တဲ့စွမ်းအင်ပေးပို့လိုက်တဲ့အတွက် သူတို့ရဲ့ရေဒါတွေကပိတ်သွားပြီးတော့လေယာဉ်မှူးကန်တွေကစက်ခရင်တွေကိုတောင်းမဲမောင်းသွားပါတယ်။ကန်ကောင်းစွာနဲ့ပဲအာ77ဒုံးကြီးတွေက PA နာမရောက်ခင်မှာပဲလောင်စာကုန်ပြီးတော့မြေပေါ်ကျသွားပါတယ်။ PA ကတော့လှည့်လည်ပြီးတော့ထွက်ခွာသွားပါပြီ။ဒါဟာလေဆောင်ထိတိုက်တွေးဆမှုရဲ့ theory ရဖြစ်နိုင်ခြေပုံစံတစ်ခုပါ။ နောက်ထပ်ဖြစ်နိုင်ခြင်းအရှိဆုံးတစ်ခုကတော့ American Navy Seas လို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်တွေက Venezuela မြို့တော် Caracas နီးမှာတံပိုးမြင့်ပြမဲ့ကိုဖမ်းဆီးဖို့ရဟတ်ရင်နဲ့ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းပေါက်ကြားတော့တာပါဒီသတင်းရတာနဲ့ Maduro က Maduro's latest second ကနေ F16 တိုက်လေယာဉ်တွေထွက်ခွာဖို့အမိန့်ပေးပြီးတော့ဒီ F16 တွေက Aruba ရွှန်းဘက်ကိုပလေယာဉ်မျက်နှာပြင်နဲ့နိုင်နိုင်လေးဝင်ရောက်ပြန်တန်းလာပါတယ်အဲဒီအချိန်မှာ American ရဲ့ AWACS လို့ ထောက်လှမ်းရေးလေယာဉ်တွေကဗီနီဇူလာကနေထွက်လာတဲ့ဘာမဆိုခြေရာခံနေပါတယ် F35 စတေးတိုင်းလေယာဉ်တွေလည်းအနီးနားမှာရှိနေပါတယ်။ဗီနီဇွဲလားရဲ့ F16 တွေက Navy Seas တွေကိုထည့်ပေးမဲ့ရဟတ်ယာဉ်တွေကိုပြင်ပထားဖို့လာနေတာကိုချက်ချင်းမြင်လိုက်ရပါတယ်။ဒါကြောင့်ရဟတ်ယာဉ်တွေကိုအန်ဒီယေကင်းတဲ့နေရာမှာစောင့်ဆိုင်းစီပါတယ်။ F35 တွေကတော့ပေ9000အထက်ကနေအသာစီးရယူပြီးတော့ F16 တွေကို radar နဲ့ဖမ်းယူ lock လုပ်ပြီးတော့အဝေးရောက်နေဖြစ်နိုင်တဲ့ဒုံးကြီးတွေပြစ်လွှတ်လိုက်ပါတယ် F35 ကဒုံးကျည်ကိုပြစ်ပြီးတဲ့နောက်မှာနီကက်စွာပတ်ပြီးတော့တိုက်ခိုက်လာရင်ရင်ဆိုင်ဖို့အတွက် ကောင်တာတိုက်ခိုက်မှုကိုစတင်ပါတယ်ရှာလန်နေနဲ့ F16 6စင်းက AIM 120 D ဒုံးကြီးတွေနဲ့ပေါက်ကွဲသွားနိုင်ပါတယ်ဒါပေမဲ့ F16 တစ်စင်းကလွမြောက်သွားပြီးတော့ F35 နဲ့ထိတိုက်တွေးဆုံတဲ့လားအထီကိုနီးကပ်လာပါတယ် F16 က A9 လိုအပူလိုင်းကိုခြေရာခံတဲ့ဒုံးကြီးနဲ့အနီအောက်ရောင်ကြီးပြစ်ခတ်မှုလုံးနိုင်စွမ်းရှိပါတယ်သူတို့နီးကပ်လာတဲ့အခါမှာ F35 ကပို့ပြီးတော့ကောင်းမွန်တဲ့ကင်မရာတွေနဲ့ F16 ကိုမြင်လိုက်ရပြီး A9 Ace လို့ခေါ်တဲ့ ဲ့ဒုံးစီကိုအသုံးပြုကလေရင်ရဲ့ရှေးမျက်နှာစာမဟုတ်ပဲတခြားဘက်ကိုပါလှည့်ပြနိုင်တဲ့ all foresight နည်းပညာနဲ့ပြတ်လွတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ F16 ကိုပြစ်ချပြီးတော့ရဟတ်ယာဉ်တွေက Caracas ကိုသွားဖို့အတွက်လမ်းကြောင်းရှင်းသွားပါပြီ။ဒါရီကတော့လာမယ့်ရက်သတ္တပတ်တွေအတွင်းဖြတ်လာနိုင်တဲ့အခြေအနေတချို့ပါပဲ။အခုလိုမျိုးအသေးစိတ်လေကြောင်းတိုက်ပွဲဇလန်တွေကိုနားထောင်ပြီးတော့ပရိသတ်တို့ဘယ်လိုထင်မြင်ယူဆပါသလဲ။ Venezuela လေတက်ကအရေးပေါ်အဆင့်မှာရှိနေတာကအလေးနဲ့ထားရမယ့်ကိစ္စဖြစ်ပြီးတော့ Maduro ဘာဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်ရပါလိမ့်မယ်။ဒီအချိန်မှာသူက တောင်ပိတ်ခံထားရတဲ့ဝင်ပလူလိုဖြစ်နေပါပြီ။ဘယ်အချိန်မဆိုဘလို့အချိန်လေးမျိုးမဆိုဖြစ်လာနိုင်ပါရင်ဒီသတင်းတွေပြောင်းလဲလာတာနဲ့အမျှဆက်ပြီးတော့တင်ဆက်ပေးနေပါမယ်။ဗီဒီယိုလေးကို like and share လေးနဲ့အားပေးသွားကြပါအောင်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကိုလည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။